မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အတွေ့အကြုံကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွယ်သားတွေကဆုတောင်းမေတ္တာပို့သလာရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့စက်တင်ဘာလ29ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ Federal ပြည်ထောင်စုရေးရဝန်ကြီးဌာနဒုတိယဝန်ကြီးဦးချစ်ထွန်းကွယ်လွန်ခဲ့တဲ့အပေါ်အမျိုးသားညီညွတ်ရေးအစိုးရကဝန်내ကြောင်းတွင်ဟောပေးပို့တဲ့သတင်း။ တရားရေးဝန်ကြီးဦးသိန်းဦးနဲ့မြို့နယ်အကျဉ်းထောင်တာဝန်ခံတွေအကျဉ်းသားထိန်းသိမ်းရေးတာဝန်ရှိသူတွေအကြားတွေ့ဆုံဆွေးနွေးတဲ့တဲ့တင်ဒီမော့ဆိုဖရူဆိုဘော်လခဲလမ်းမကြီးတလျှောက်ကိုအကျန်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံပြည်သူတွေကိုလုံခြုံရေးသတိရှိကြဖို့ KNDF အတည်ပြုထားတဲ့တဲ့တင်အကျန်းဖတ်ဆေးဥစုကအာစာ RSO အကျန်းဖတ်အဖွဲ့တွေကိုလက်နက်ခဲယမ်းတွေထောက်ပံ့ပေးနေတယ်လို့အရခတ်တတော် AA ထုတ်ပြန်လိုက်တဲ့တဲ့တွင်းမပြူရွာမှာပြည်သူပိုင်ပစ္စည်းတွေခိုးယူနေတဲ့အကျန်းဖတ်ဆေးဥစုကိုအလစ်ချောင်းပြီးတိုက်ခိုက်ရာ ၃ဦးထပ်မံနေတိဆုံတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လန်ยีဆန္ဒပြလူလူတပိတ်တဲ့တွေပဲဖြစ်ပါတယ်။ဖက်ဒရယ်ပြည်ထောင်စုရေးရဝန်ကြီးဌာနဒုတိယဝန်ကြီးဦးချစ်ထွန်းကွယ်လွန်ခဲ့တဲ့အပေါ်မြို့သားညီညွတ်ရေးအစိုးရကဝန်내ချောင်းတွင်လွှာပေးပို့တဲ့တဲ့ကိုပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ဖက်ဒရယ်ပြည်ထောင်စုရေးရဝန်ကြီးဌာနဒုတိယဝန်ကြီးဦးချစ်ထွန်းမာကူးအီချစ်ထွန်းကွယ်လွန်ခဲ့တဲ့ ဆုံးရှုံးမှုအပေါ်အမျိုးသားညီညွတ်ရေးအစိုးရကစက်တင်ဘာလ28ရက်နေ့ရက်စွဲနဲ့ဝန်ထဲချောင်းတဝင်လှပေးပို့လိုက်ပါတယ်။တဝင်လှထဲမှာစက်တင်ဘာလ25ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးချစ်ထွန်းမာကူးအီဂျစ်ထွန်းကတော်လန်ရေးတာဝန်များကိုထမ်းဆောင်ရင်းယောဂါဖြင့်ကွယ်လွန်သွားကြောင်းသိရှိခဲ့ရတဲ့အတွက်ကြီးစွာသောဆုံးရှုံးမှုအဖြစ်ဝန်ထဲကြေကွဲရတယ်လို့ဖော်ပြထားပါတယ်။ ဦးချစ်ထွန်းက၎င်းရဲ့ဘဝတလျှောက်လုံးမှာကရင်နီပြည်သူတို့ရဲ့တန်းတူရေးနဲ့ကိုပိုင်ပြထန်းခွင့်အတွက်ဇွဲမလျှော့ဘဲတိုက်ပွဲဝင်ခဲ့သူတူဖြစ်ပြီးဆရာနာရှင်စနစ်ကိုအဆုံးသက်ကာစစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုကိုတိဆောက်ရန်ဆိုတဲ့ကြီးမားတဲ့ရည်မှန်းချက်အတွက်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှပူးပေါင်းပောင်ဝင်ပြီးတော်လှန်ရေးတာဝန်တွေထမ်းဆောင်ခဲ့သူတူလည်းဖြစ်တယ်လို့ဖော်ပြထားပါဗျ။ဦးချစ်ထွန်းကွယ်လွန်ခြင်းကကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦးမိသားစုအတွက်တာမကဲ ဖက်ဒရယ်ပန်းနိုင်ကိုမျှော်မှန်းနေသောတော်လှန်ရေးအင်အားစုအလုံးအတွက်ပါကြီးစွာသော ဆုံးရှုံးမှုဖြစ်တယ်လို့ဆိုပါရယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ကွယ်လွန်သူဦးချစ်ထွန်းရဲ့တော်လှန်ရေးတလျှောက်မစုံမနစ်တာဝန်ထမ်းဆောင်ခဲ့မှုများအတွက်ဂုဏ်ပြုလျက်ဦးချစ်ထွန်းနဲ့တကွာတိုင်းရင်းသားညီကိုမောင်နှမများလိုလားအပ်တဲ့တရားမျှတလွတ်လပ်ပြီးဒန်းလူညီများတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ပေါက်လာရေးအတွက်မစုံမနစ်သောဇွဲလုံးလာဝရီယာတို့ဖြင့်ဥလဲမတုံကျိုးပန်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လဲတဝင်းလွှာမှာဖော်ပြထားပါဗျာ။ တရားရေးဝန်ကြီးဦးသိန်းဦးနဲ့မြို့နယ်အကျဉ်းထောင်တာဝန်ခံတွေအကျဉ်းသားထိန်းသိမ်းရေးတာဝန်ရှိသူတွေအကြားတွေ့ဆုံဆွေးနွေးတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဦးနဲ့မြို့နယ်အကျဉ်းထောင်တာဝန်ခံတွေအကျဉ်းသားထိန်းသိမ်းရေးတာဝန်ရှိသူတွေအကြားတွေ့ဆုံတဲ့အစည်းအဝေးအမှတ်စဉ်နှစ်မြင့်ဆောင်2025ကိုစက်တင်ဘာလ15ရက်နေ့ကမနက်10:00အချိန်မှာပြုလုပ်ခဲ့ကြပါတယ်။တရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဦးက ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပွန့်ပွန့်လင်းလင်းဆွေးနွေးပြီးညှိနှိုင်းအပြေရှာကြမှာဖြစ်ကြောင်းအဲ့ဒီလိုလှုပ်ဆောင်တာအကျဉ်းဦးစီးဌာနရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေပုံမူထိရောက်မြန်ဆန်လာမှာဖြစ်ကြောင်းလိုအပ်ချက်တွေကိုလည်းပို့ပြီးဖြည့်ဆည်းလာနိုင်မှာဖြစ်ကြောင်းယခုຫນွေဦးတော်လန်ရေးထဲမှာမိမိတို့အားလုံးမိသားစုဝင်များဖြစ်ကြကြောင်းတဦးတယောက်တည်းတနေရာတည်းအောင်မြင်မရကြောင်းအကျဉ်းဦးစီးဌာနကလည်းတရားရေးဝန်ကြီးဌာနအောက်မှာအခြားအဖွဲ့အစည်းတွေနဲ့ထဲထဲဝင်ဝင်ကြည်ကြည်လက်လက်စူးစီးနိုင်ရမှာဖြစ်ကြောင်း ရှေးလုပ်ငန်းစဉ်များကိုပြန်လည်ဆန်းစစ်ရမှာလဲလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဆွေးနွေးအပြေရှာကြရမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးမြို့နယ်အကျဉ်းတာဝန်ခံတွေအကျဉ်းသားထိန်းသိမ်းရေးတာဝန်ရှိသူတွေရဲ့မေးမြန်းချက်များအပေါ်သက်ဆိုင်ရာတာဝန်ရှိသူတွေကပြန်လည်ဖြေကြားတာနဲ့အထွေထွေဆွေးနွေးတာတွေကိုလှုပ်ဆောင်ခဲ့ကြပါတယ်။အရင်နောက်အစည်းအဝေးဆုံးဖြတ်ချက်နဲ့ရှေးလုပ်ငန်းစဉ်ချမှတ်တာတွေကိုလည်းပြည်ထောင်စုဝန်ကြီးချုပ်ကအတည်ပြုပေးခဲ့ပါတယ်။ အဆိုပါအခမ်းအနားကိုတရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဦးတရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးချုပ်ယုံညွှန်ကြားရေးမှူးချုပ်ဦးအာမန်အကြီးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်တရားရေးဝန်ကြီးဌာနဒုတိယအမြဲတမ်းအတွင်းဦးကျိုးဆက် အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးဦးတုဒရုံးဖွဲ့မှုဦးကျကျော်နဲ့ရုံးဖွဲ့ဝင်တွေမြေပြင်ဆက်သွယ်ရေးတာဝန်ခံတွေမြို့နယ်၁၆မြို့နယ်မှာမြို့နယ်အချင်းထောင်တာဝန်ခံတွေနဲ့အချင်းသားထိန်းသိမ်းရေးတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့တရားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ဒီမော့ဆိုဖလူဆိုဘောလကဲလမ်းမကြီးတစ်လျှောက်ကိုအကြံဖတ်စစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံပြည်သူတွေကိုလုံခြုံရေးသတိရှိကြဖို့ KNDF အသိပေးထားတဲ့သတင်းကိုထပ်မံတင်ဆက်ပေးပါမယ်။ ဂရီနီပြည်နယ်ဒီမော့ဆိုမြို့နယ်ကိုအကြမ်းဖက်စစ်တပ်ကဩဂုတ်လမှစတင်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတယ်လို့ဒီမော့ဆိုဖရူဆိုဘောလခဲလမ်းမကြီးတခြားဆက်လက်စစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဂရီနီအမျိုးသားများကာကွယ်ရေးတပ် KNDF ကအသိပေးချက်ထုတ်ပြန်ပါတယ်။အကြမ်းဖက်စစ်ကြောင်းနဲ့နီးစပ်ရာကြေးရွာတွေကပြည်သူတွေအနေနဲ့လုံခြုံရေးသတိရှိကြဖို့နေမြေကန်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်များကိုလိုက်နာကြဖို့အတွက်လည်းအသိပေးဖော်ပြထားပါတယ်။ ဒီမော့ဆိုဖရူဆိုလမ်းမတလျှောက်ကိုအကျန်းဖတ်စစ်တပ်တွေကစစ်ကြောင်းထိုးနေရယူကလမ်းမကြီးဘေးဝဲရာရှိကျေးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်နေပါတယ်။ဒါအပြင်ဒီမော့ဆိုမှဖရူဆိုမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့အကျန်းဖတ်စစ်တပ်နဲ့အတူစစ်ရင်နှန်းများလည်းလိုက်ပါလာတယ်လို့ပြောပါတယ်။အဒီစစ်ရင်နှန်းတွေကအကျန်းဖတ်စစ်အုပ်စုရဲ့အမှတ်၁၄တန်းမြင့်စစ်လေးကျင်ရေးကျောင်းကိုရောက်ရှိနေပြီးအဲဒီကမှတဆင့်ဘော်လက်ခဲမြို့နယ်ကိုဥတီစစ်ကြောင်းထိုးရန်ပြင်ဆင်နေတာပါ။ ဒီမော့ဆိုမျိုးနဲ့ဒင်းငံခါရက်ကွက်ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေသလိုဒင်းငံခါရက်ကွက်နဲ့အနီးတစ်ဝိုက်ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တာဒရုန်းနဲ့တိုက်ခိုက်တာအပြင်လက်နက်ကြီးများနဲ့နေစဉ်ပစ်ခတ်နေတယ်လို့ဆိုပါတယ်ရှန်ကရီနီအဆက်မိုးပြဲမျိုးမှာလည်းအကြမ်းဖက်စစ်ကြောများလှုပ်ရှားနေကမိုးပြဲမျိုးနဲ့အနီးကျေးရွာတွေကပြည်သူတွေကိုဖမ်းဆီးနှိပ်စက်နေတယ်လို့ KNDF ကအတည်ပြုထားပါဗျ အဲ့ဒီဖြစ်စဉ်တွေအပြင်ဖဲခုံမြို့နယ်တောင်စလုံးကျေးရွာဘက်ကိုအကြမ်းဖက်စစ်တပ်နဲ့လက်ပါစီ PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းတွေကစစ်ကြောင်းဖြန့်လှုပ်ရှားနေတယ်လို့အတိပေးထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်အုပ်စုကအာစာ RSO အကြမ်းဖက်အဖွဲ့တွေကိုလက်နက်ခဲယမ်းတွေထောက်ပံ့ပေးနေတယ်လို့အာရခတက်တော် AA ထုတ်ပြန်လိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ အာဆာအဲဆူအကြံဖတ်အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာအကြံဖတ်စစ်အုပ်စုနဲ့အနီးကပ်ပူးပေါင်းပြီးနေဆက်လုံခြုံရေးတပ်စခန်းတွေကိုပူးပေါင်းတိုက်ခိုက်နေတယ်လို့အကြံဖတ်စစ်အုပ်စုကအဲ့ဒီအကြံဖတ်အဖွဲ့တွေကိုလက်နက်ခဲယံထောက်ပံ့ပေးနေတယ်လို့အာရခတက်တော် AA ကစက်တင်ဘာလ28ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ပါတယ်စစ်တွေမျိုးနဲ့ကြောက်ဖြူမျိုးအပါအဝင်အာရခဒေတာနဲ့နေမြေထိစက်နေတဲ့နေရာသုံးခုမှာအကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေတယ်လို့လည်းအာရခတပ်တော် AA ကပြောပါရယ် အာဆာအကြံဖတ်အဖွဲ့ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းဘင်္ဂလားဒေ့ရှ်နေကြာဆောင်တဲ့ Border Guard Bangladesh BGB မှအစွန်းရောက်စစ်သွေးကြွဝါဒကို အားပေးတဲ့အကြံပြက်အရာရှိတို့ရဲ့အားပေးထောက်ခံမှုပူးပေါင်းဆောင်ရွက်မှုများကိုရရှိထားတယ်လို့ဆိုပါတယ်။အာဆာ RSO အကြံဖတ်အဖွဲ့တို့ဟာစစ်ရေးထောက်ပံ့ရေးအကူအညီများကိုအပြည့်အဝရယူထားရုံသာမက BGB စခန်းများအနီးမှာပဲအကြံဖတ်တပ်စခန်းအချို့ကိုအခိုင်အမာအခြေစိုက်တပ်ဆွဲခွင့်ရရှိထားပြီး အဲ့ဒီအခြေပြုနေရာများမှတစဉ်အာရခဒေသအတွင်းကိုဝင်ရောက်ကာအကြမ်းဖက်လှုပ်ရှားနေတာပါဘင်္ဂလားဒေ့ရှ်အာရခနေဆက်မှာတကြော့ပြန်စကန်ထလာတဲ့အာဆာ RSO အကြမ်းဖက်လှုပ်ရှားမှုအန္တရာယ်ကအာရခဒေသတွင်းနေပြည်သူတွေရဲ့လုံခြုံရေးကိုတိုက်ရိုက်ချင်းချောက်စေုံသာမကပဲဒေသတွင်းနိုင်ငံသားယင်းနှိမ့်နှံမှုတွေလာရောက်ယင်းနှိမ့်နှံကြတဲ့နိုင်ငံသားတွေရဲ့လုံခြုံရေးနဲ့အသက်အန္တရာယ်ကိုပါတွယ်ဝိုက်ချင်းချောက်ရာရောက်နေတယ်လို့ဆိုပါတယ် အဲဒါကြောင့်နိုင်ငံတကာအတိုင်းဝိုင်းတွေအနေနဲ့လည်းအခုဖြစ်ရက်တွေပေါ်တေချာစောင့်ကြည့်ပြီးဝိုင်းဝန်းစောင့်ချက်ထိန်းသိမ်းပေးကြဖို့အာရခတ်တက်တော် AA ကအတည်ပြုထားပါဗျ။ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်းအာရခတ်တက်တော် AA နဲ့နှစ်ဖက်ပြည်လည်စီမဲ့နီးလန်းတွေကိုအ мян ဆုံးရှာဖွေပြီးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုမျိုးကိုသာဦးစားပေးလှုပ်ဆောင်တင့်တယ်လို့လည်းထုတ်ပြန်ချက်မှာအကြံပြုတိုက်တွန်းထားပါဗျ။ တွင်မပြူရွာမှာပြည်သူပိုင်ပစ္စည်းတွေခိုးယူနေတဲ့အကြမ်းဖက်စစ်အုပ်စုကိုအလစ်ချောင်းပြီးတိုက်ခိုက်ရာသုံးထပ်မင်းနဲ့တိုက်ဆုံတဲ့တရင်ကိုထပ်မံတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်တွင်မပြူစောတိရွာတွင်ပြည်သူပိုင်ပစ္စည်းတွေကိုလှည့်လည်ခိုးယူနေတဲ့အကြမ်းဖက်တပ်သားတွေနဲ့လက်ပါစီပြူစောတိတွေကိုစက်တင်ဘာလ28ရက်နေ့မွန်းလွဲ့2နာရီအချိန်မှာတော်လန်ရေးတပ်တွေပူးပေါင်းကာအလစ်ဝင်ပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့မြိုင်ပကဖမှဒီကနေ့မနက်မှာထုတ်ပြန်လိုက်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုကြောင့်အကြမ်းဖက်တပ်သား3ဦးထပ်မံတေဆုံပြီး MA1 တလက်သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကိုမြိုင်ပကဖာတက်ခွဲ1တက်ခွဲ2ပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PLC ကမ္ဘာတပ်ပေါင်းစုနဲ့ A+ တပ်ပေါင်းစုတို့ကအတူတကွလက်တွဲညီညီပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့မြိုင်ပကဖာကအတည်ပြုထားပါရယ် အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချီးမွမ်းရေးလူထုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်မှာနောက်ပြန်မလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအတူရောက်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့အကြမ်းဖက်စစ်တပ်ကြောင်ရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်လူတွေကနောက်ပြန်မလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြောင်ရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရမပင်မျိုးနယ်မှာအောင်လံလွှင့်မီဒေါင်းသွင်းဒီတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မီဒေါင်းသွင်းဒီတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လံပြည်သူတွေကနေမြေမငိမ့်တက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတဲ့ဘိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ါကတော့စက်တင်ဘာလ29ရက်နေ့သတင်းတွေနဲ့လူမှုစာနာပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစီခင်ဗျာ။